်မင်္ဂလာပါရှင် ကျမတော့ဝန်ဒီပါ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမြို့နယ်အင်မတီပြူရွာကိုစစ်ကောင်စီတပ်ကအောက်တိုဘာလ30ရက်နေ့နဲ့31ရက်နေ့တွေမှာလေရင်ကိုအသုံးပြုပြီးတော့စစ်အင်အားဖြည့်တင်းကစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံစီရင်နေသိရပါဗျာ။ ပကောက်ကူတက်မတရားတက်ကနေအမတီရွာကစစ်စခန်းကို MI 17လေရင်နဲ့စစ်ကောင်စီတပ်သားတွေကိုနှစ်ရက်အတွင်းမှာ6ကြိမ်လာရောက်ချခဲ့ပြီးတော့စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေရလို့ဆိုပါတယ်။အမတီပြူရွာမှာစစ်ကောင်စီတက်အင်အား600နီးပါးရှိပြီးစစ်ကြောင်းထုတ်နိုင်တဲ့အခြေအနေရှိနေတဲ့အတွက်ဒေသခံတွေနောက်တစ်ကြိမ်စစ်ဆောင်ရအောင်မယ်လို့လက်ပုကန်ရွာသားတယောက်ကပြောပါတယ်။ ပလဲမျိုးနယ်အတွင်းမှာစစ်ကောင်စီတပ်ကပလဲမျိုးပေါ်အပါအဝင်အင်မတီဇီးဖြူကုန်းကန်တောင်နဲ့မင်းတိုင်ပင်ကြီးရွာတွေမှာတက်ဆွဲစခန်းချနေထိုင်နေတယ်လို့သိရပါဗျ။ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီတပ်ဖက်ကစီရေးလှုပ်ရှားမှုတွေကိုမျက်ခြင်မပြတ်စောင့်ကြည့်နေပြီးစီရေးပိုင်းမှာကြိုတင်ပြစ်စင်နာတွေလှုပ်ဆောင်နေတယ်လို့ပလဲမျိုးနယ်ပြည်သူ့ကာကွယ်ရေးစစ်တပ်နဲ့တပ်မတော်ရဲ့တာဝန်ရှိသူကိုအုပ်ကာကပြောပါဗျ။ အလဲမြွနယ်အင်မတီးပြူရွာကိုစစ်ကောင်စီတပ်ဖက်ကစစ်အင်အားဖြည့်တင်းနေတဲ့အတွက်ဒေသခံတွေကတိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရိမ်နေကြပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကပြောင်းဆိုင်တောင်သူတွေဟာပြောင်းစည်းကြနေတဲ့အတွက်အရှင်းပေါ်မဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပြောင်းစရာပြီးခဲ့တဲ့2024ခုနှစ်ကတပိတ်တာကို1400ကျပ်ရှိရကနေအခုနှစ်မှာတော့1200ကျပ်အထိကိုကျဆင်းသွားတဲ့အတွက်စိုက်ပျိုးရတဲ့ဈေးရင်းနဲ့မကိုက်ဘဲအရှုံးပေါ်နေလို့ဆိုပါရစေ အခုနှစ်မှာပြောင်မျိုးစေ့တထုပ်ကိုနှစ်သိန်းကျော်နဲ့ဝယ်ဆိုင်ခဲ့ရပြီးဈေးကြတာတွေအပြင်အထွက်နှုန်းလဲကြတဲ့အတွက်အရှုံးပေါ်တယ်လို့ဒေတာခန်တောင်သူတွေကပြောပါရယ်အခုနှစ်ပြောင်းဆိုင်တဲ့အချိန်မှာထယ်ထိုးကမျိုးစေ့မျိုးစာနဲ့လောဟခရီးယာတေအကောက်ကို70သိန်းကျော်ကုန်ကြပြီးမြေငားပြီးတော့လုတ်ကန်ရတဲ့သူတွေကတေအကောက်ကို70သိန်းပေးရတယ်လို့ဆိုပါရယ်အဲ့ဒီအပြင်ပြောင်းချွေကနဲ့တည်ယူကနဲ့လမ်းကြီးအဆရှိတဲ့အပိုကုန်ကြစည်တွေလည်းရှိနေသေးတာကြောင့်တောင်သူတွေက အရှုံးပေါ်တယ်လို့ပြောကြပါဗျ။တအေကကိုကုံချိန်ပိတ်တာတထောင်ထွက်မှ72တင်းခွဲရရှိမှဖြစ်ပြီးအခုနှစ်မှာမိုးများတဲ့အတွက်ကြောင့်တအေကကိုကုံချိန်ပိတ်တာ100လောက်သာထွက်နိုင်တယ်လို့သိရပါဗျ။ပြောင်းကိုဒေသခံတွေကစစ်ဘေးရှောင်ရင်စိုက်ပျိုးကြတာဖြစ်ပြီးတော့ကားလမ်းမနဲ့နေတဲ့စိုက်ခင်းတွေမှာတော့မစိုက်ပျိုးနိုင်ကြဘူးလို့သိရပါဗျ။ ကျန်းဟင်းပါတီအားကောင်းတဲ့ကင်းပြည်နယ်ဖအံမြို့နယ်မြန်ကလေးကြီးရယ်လာကကြီးရအုပ်စုမဲဆန္ဒနယ်မြေအတွင်းစစ်တပ်ပိုင်းအမစီဘီလက်မြေဆက်ရုံတန်ကိုရနယ်တန်လေးတော်အပါအဝင်စစ်ကောင်မရှင်တရင်တုံရင်ကတဆိုင်ရမဲယုံနေမှာမဲပေးရမှာဖြစ်ပါတယ်ကျန်းဟင်းပါတီအပြတ်သက်နိုင်ရရှိဖို့စစ်တပ်ပိုင်းအမစီဘီလက်မြေဆက်ရုံတန်ကိုရနယ်တန်လေးတော်မှာလောက်ကင်နေတဲ့အလုတ်သမားတွေ ကြွကြော်နေထိုင်သူတွေစစ်ဆောင်ပြည်သူတွေကိုကြံ့ခိုင်ရေးပါတီကိုမဲထဲဖို့အုပ်ချုပ်ရေးမှူးတွေရဲ့ဗီယာပေးချင်းချောက်ခံနေရပါတယ်။အာဟုတ်ကဲ့။ဒီကလေးမှဆိုရင်ကတော့သူတို့ရဲ့စစ်ဆောင်ပြည်သူတွေကိုအုပ်ချုပ်ရေးမှူးနဲ့လောလောဆယ်ပြည်သူတွေသူတို့ရဲ့ကြံ့ခိုင်ရေးကိုပဲမေးပေးရမယ်ပေါ့နော်။ကြံ့ခိုင်ရေးမဲမပေးလို့မရှင်ပြည်သူတွေကိုဖိအားပေးတယ်ပေါ့နော်။လိုက်ပြီးတော့ပြည်သူကလည်းသူတို့ချင်းချောက်တယ်ဆိုတော့လည်း မဲမပြင်းလည်းမရဘူးဆိုတော့ဆေးဥရင်ရပါဘောနော်။အချွေမှုနဲ့နောက်လိုက်တဲ့ကဒီလိုမျိုးသူတို့ကြံ့ခိုင်ရေးပဲမဲပြင်းရမယ်။ပြင်းလို့မဲပြင်းလို့မရဘူး။အဲ့လိုမျိုးပေါ့နော်။နေထိုင်တဲ့လူတွေတောင်မှကျူးကျော်တယ်ဗျာ။ဆိုလို့ရှိရင်နေခွင့်မပေးဘူးမောင်းထုံမဲပါညာနဲ့အဲ့လိုမျိုးချင်းချောက်တော့ပေါ့နော်။သူတို့ရဲ့ကြံ့ခိုင်ရေးပဲမဲပြင်းရမယ်ပေါ့။ရှစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရေကော်ဝဲပိုင်းတွေကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနေမှာတော့ဖအံမြောက်ရီနဲ့တန်တော်ကြီးမျိုးနဲ့တုံးမှုမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါအပြင်အော်တိုကလ28ရင်းနီးကစပြီးဒီဇင်ဘာလ26ရက်နေ့ထိရပောင်း60မဲဆက်စည်းဝေးကာလသတ်မှတ်ထားပါတယ်။ဒီကြံရင်းရဖို့တော့ကတော့ဒီအုပ်ချုပ်ရေးမှာလုပ်နေတဲ့သူတို့တွေအဲအုပ်ချုပ်ရေးမှာလုပ်နေတဲ့ရာယကူပါမှုညာမှုဒါရရတော့အကုန်လုံးတော့ချက်ခံရုံဖီးရပြီးမှတော့ဒါတော့ဆရာမပြောလေအစ်ကိုတည်ရတယ် အာပြည်သူကိုပြရပြီးဆိုတော့ဒါကတော့ကျွန်တော်ကျွန်တော်ပြောမယ်ဆိုရင်ဥစ္စာကနေဆိုတာမျိုးကလည်းနပိုလီကပြည်သူပေါ်တသက်လုံးအောင်ခဲ့တာမဟုတ်ဘူးလေသူတို့ကတော့ပြည်သူကိုတော့ချင်းချောင်းမှာပဲဒါသူတို့ရဲ့လုံရုပ်လုပ်စင်မယ်ဆက်အပြည်သူကိုချင်းချောင်းမယ်ပြည်သူညုံညှင်းဆွဲမယ်ပြည်သူဒဇူးတဆောင်လေးနေရပြပြခေါ်မယ်ဒါဒါလည်းဒါကြီးကသူတို့ရဲ့ဟိုမစစ်မှန်တဲ့မစစ်မှန်တဲ့ပြည်သူပေါ်မှာနပိုလီကမယုံသားတဲ့စိတ်ဓာတ်တွေပေါ့လာမယ့်ရွေးကောက်ပွဲပိုင်းနှစ်ကို 2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကင်းပြည်နယ်မှာတော့ဖာပုံမြို့နယ်နဲ့လှိုင်ဝဲမြို့နယ်တို့ကမှ ကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။မဲထဲကဖီယာပေးချင်းချောက်တာတွေကိုပါတီတွေကဥဆောင်ပြီးတိုင်ကြားတာတွေလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ကင်းပြည်နယ်အတွင်းဝင်ရောက်ရွေးခံမဲ့ကိုစလဲလောင်းတယောက်ကပြောပါတယ်။ဟုတ်ချို့ကိုလည်းလောက်ပြီးတာဒီကောင်က community မှာပြောနေတာတော့ကြားပါတော့ တော့တိုင်ဝဲတိုင်သူတို့ကသူများတိုင်တိုင်ပါသူများကြီးကတော့သူအလုံးကြီးနဲ့ပြီးတော့တယ်ဒီခပတီကြီးကတော့တိုင်တိုင်တော့ကျမမဖြစ်ဘောတော့တိုင်ကတော့လူအပ်တယ်ဗျာဒါပေမဲ့ကျမနိမကြီးရတမောက်ကသူတို့ကလည်းအမိမရှိပဲနေတော့ဒီရန်ရာမှုတွားပြီးတော့တိုင်ကြတာမလားပေါ့တော့ဥပမာသူပါတီတူကလည်းဟာလူတိုင်မှာငါတို့ကြည့်လဲဆက်တဖြစ်မပြောပဲနေတော့ community ကတိုင်ရေးတော့မလားပေါ့တော့အဲ့လိုလောက်တိုင်တိုင်ကဆက်အစွမ်းတတိရှိတဲ့ကြီးကတော့ရှားမယ်လို့ဖြေတာပေါ့ဗျာ စစ်တပ်ကပြုလုပ်တဲ့ရေကောက်ပွဲကိုကင်မီနီအတွင်းကမက်ဆန်နာနဲ့ခုနှစ်ခုမှပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဖရွန်ဆိုဒီမိုကရက်တစ်ပါတီကင်းမျိုးသားဒီမိုကရက်တစ်ပါတီရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီပို့မျိုးသားညီညွတ်ရေးပါတီတိုင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတွေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ပြည်သူ့လွတ်တော်မှာကိုယ်စားလှယ်လောင်း31ရောင်းအမျိုးသားလွတ်တော်မှာကိုယ်စားလှယ်လောင်း29ရောင်းပြည်နယ်လွတ်တော်မှာတည်တည်ပုတ်ကလအပါဝင် ကိုစလေလောင်း36ရောင်ဝင်းအောင်ရွေးခန့်မယ်လို့သိရပါတယ်ကျွန်တော်အောင်ခန့်ပါ ြင်သစ်နိုင်ငံတတိယအကြီးဆုံးမြို့တော်လီယွန်မှာရှိတဲ့အဖိုးတန်တပ်ထုတန့်စင်စက်ရုံတစ်ခုမှာလက်နက်ကိုင်အမျိုးသားတွေကဖောက်ခွဲရေးပစ္စည်းတွေကိုအသုံးပြုပြီးဓမြတိုက်ခဲ့ပြီးတဲ့နောက်လူ၆ဦးကိုဖမ်းဆီးခဲ့ကြောင်းပြင်သစ်ပြည်ထောင်စုဝန်ကြီး Lauren Newres ကပြောကြားထားပါတယ်။ခိုးယူခံရတဲ့ပစ္စည်းတွေကိုအာဏာပိုင်တွေကပြန်လည်သိမ်းဆည်းခဲ့ကြောင်း Newres က8 Mile ပြောဆိုထားပါတယ်။ ဒီဓမြတိုက်မှုဟာကြာသပတေးနေ့မော်လဲ2နှစ်နာရီလောက်ကလီယွန်ရဲ့ပို့စကိုရီတက်ခွဲကမ်းမှာဖြစ်ပွားခဲ့ကြောင်းဥစဗာနီရိုနယ်ဒေတာရဲ့စီရင်စုကလူမှုမီဒီယာ X မှာပေါ်ပြထားပါဗျ။တတူတန်းစဉ်ဆက်ယုံငွေနှန်း28ဦးထဲက9ဦးအသေးစားဒဏ်ရာရရှိခဲ့ကြောင်းကိုလည်းသိရှိရပါဗျ။လူရဲမှုကနေပြန်လဲရရှိထားတဲ့အထက်မှာယူရို12တန်တန်ဖိုးရှိတဲ့ရွှေချောင်းတွေပါဝင်တယ်လို့ပြည်သစ်မီဒီယာတွေကအစီရင်ခံထားပါရှင်။ TVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်တီပါ